သလောက်ပေါ့နော်ဒါဒါဒါ public information လည်းဖြစ်ပါတယ်ရှင့်အဲဆိုလို့ရှိရင်နိုင်ငံရေးအကျဉ်းသားလို့နိုင်ငံတကာကတတ်မှတ်တာရှိပါတယ်သို့တော်လည်းတကယ်တမ်းပုံမှန်တွေကတော့နိုင်ငံရေးပုံမှန်တွေမဟုတ်ပါဘူးရှင့်ဒီအစိုးရတရားဖြစ်မှုတဲ့အချိန်မှာအာဒီလိုပေါ့နော်ဒီအချင်းပြတ်လက်စားမှုလိုမျိုးပုံမှန်တွေနဲ့တရားစွဲခံထားရပြီးပြစ်ဒဏ်ကျခံနေရတာဖြစ် အဲဘာဖြစ်လို့ကျမအဲ့ဒါကိုပြောနိုင်လဲဆိုလို့ရှိရင်အဲဒါတော့ဒါအများစိတ်ဝင်စားတဲ့ကိစ္စဖြစ်ပါတယ်ဟိုလူတိုင်းလည်းသိပါတယ်ဒီဒီဘယ်ပုံကောတော့အဲဘာပုံမှတွေနဲ့အဲထောင်နံဘလောက်ကြတယ်လို့ပါလို့လေညောအဲ့ဒါအရေးကြီးပါတယ်ရှင်အဲဆိုတော့ကျမကျမသိတာလေးတခု ကျမပြောပြမယ်ပေါ့နော်ဆိုလို့ရှိရင်ကျမအဲလူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ပြန်လည်နေရာချထားရေးကိုရောက်တဲ့ချိန်မှာအဲ အဲရောက်တဲ့အချိန်မှာကျမတို့ဒီအမျိုးသားသဘောဝဘေးစီမံခန့်ခွဲမှုရန်ပုံငွေဆိုတာရှိပါရှင့်အဲ့ဒါနိုင်ငံတော်ကနေတနစ်ကိုချက်ချက်ဘီလီယံ20အချပေးတာဖြစ်ပါရှင့်တော့ကံကောင်းကျင်တော့ဒီ NLD အစိုးရလက်ထက်မှာအဲသဘောဝဘေးကြီးကြီးမားမားမရှိခဲ့အကြီးဆုံးကဘာလဲဆိုလို့ရှင့်ဒီပေါင်ဘက်မှာတောင်ပြူတာလေမတ်လတ်တောင်ပြူတာအဲ့ဒါတော့ပဲရှိခဲ့တယ်ထင်တယ်ရှင့်ပြီးလို့ရှင့်ကျမတို့မြန်မာလူမျိုးတွေကလည်း တဘာဝဘေးတွေဆိုပြည်သူလူထုကလည်းပရဟိတတွေနဲ့ကူညီတယ်အစိုးရနဲ့လည်းလက်တွဲပြီးတော့အဆောင်ရွက်ကြတဲ့အချိန်မှာပြန်လဲထူထောင်ခြင်းကလည်းမြန်မြန်ဆန်ဆန်ပဲဖြစ်သွားတော့လေအဲ့ဒီပတ်စံကြီးကနှစ်တိုင်းနှစ်တိုင်းအဲဒါပါတော့၅နှစ်ဆိုတော့ဘီလီယံ100ပေါ့ရှင်အဲအဲ့ဒါရှိပါတယ်နောက်တစ်ခုကအဲ့နောက်ထပ်ကိုဗစ်အတွက်ဆိုပြီးတော့လေ CERP ဆိုပြီးတော့မှလုတ်ခဲ့တာရှိပါတယ်အဲ့ဒါပါလဲဆိုလို့ရှိရင်အဲ့ဒါပါလဲဆိုလို့ရှိရင်ဒီ ဝန်ကြီးဌာနတွေကိုချထားတဲ့ဘတ်ဂျက်တွေအကုန်လုံးရဲ့ဝန်ကြီးဌာနနိုင်ရဲ့ဘတ်ဂျက်ရဲ့10%ဟိုပြန်နှုတ်လိုက်ပြီးတော့မှအဲ့10%နေအကုန်လုံးကိုဒီအမျိုးသားသဘောဝဘေးအန္တရာယ်စီမံခန့်ခွဲမှုရံမှုငွေတွေထည့်လိုက်တာပေါ့နော်။ဟိုထည့်လိုက်ပြီးတော့မှအထက်လိုက်ပြီးတော့မှဒါကိုဗစ်ရံပုံငွေဆိုပြီးထရီလီယံနဲ့ချီပြီးရှိပါလားရှင်အဲရှိတဲ့ခါကျဒီငွေတွေကပုံနေတဲ့ခါကျတော့ဟိုတကယ်တမ်းတော့လောက်ရမှာကအဲ တဘာဝပဲညော့ပါရေးဆိုတာအမလန်းနေဆိုလဲရာသီဥတုခံနိုင်အောင်အဆောက်အဦတွေငလျင်တန်ခံနိုင်အောင်ရာသီဥတုတန်ခံနိုင်အောင် မုံတိုင်းတန်ခံနိုင်အောင်ပေါ့နော်တဘာဝပေးတန်ခံနိုင်အောင်အဲ့ဒါလေးစောက်ကြမှာဖြစ်ပါရှေ့အဲသို့တော်လဲရသို့တော်လဲအဲ့ဒီရံမုံဝင်ကြီးကိုဆုံးဖြတ်ချက်ချခဲ့ကြတဲ့သူတွေကအဝါပေါ့နော်ဒီအဲသာမတော့ husky ဝယ်တယ်လို့ပေါ့နော်အဲပြီးလို့ရှိရင် တခြားဟိုပေါ့သူ့ခေါင်းစဉ်နဲ့မကိုက်ဘဲနဲ့တုံးပြုတ်ခဲ့တာလေအပြင်လို့ရှိရင်မလိုအပ်တဲ့အလေလွင့်နေဒါရင်းကစစ်စေးပေါ်ပေါက်ပါတယ်ရှင်စစ်စေးပေါ်ပေါက်ပြီးတော့မှ နောက်ဆုံးတော့အာဒီ husky စီးဘူးကတော့ဒါအန်တီတောင်ဆန်းစုကြည်စီးဘူးပေါ့နော်အာနိုင်ငံတော်ပိုင်ရဟန့်ရင်ဆိုပြီးဝယ်တာဖြစ်ပါတယ်အဲတိုးတော်လဲတကယ်ဝယ်တဲ့သူတွေရောင်းတဲ့ဝယ်တဲ့အချိန်မှာ transaction လုပ်တဲ့အချိန်မှာအာဒီအလေလွင့်နေများပြီးတော့မှ စစ်စေးပေါ်ပေါက်တာအများရှိပါတယ်ရှင့်အဲ့ဒါကိုနောက်ဆုံးဘယ်သူကတာဝန်ခံလဲဆိုတော့နိုင်ငံတော်အတိုင်းအမြံပုဂ္ဂိုလ်ကတာဝန်ခံရတာပေါ့နော်ဆိုလို့ရှိရင်ဒါကတော့ကျမမင်းလိုတာဖြေရတာပါရှင့်ဒါကျမရဲ့ကိုယ်တွေ့ဟိုကြုံကြုံခဲ့တာပေါ့နော်ဆိုလို့ရှိရင်လူမှုအနံကယ်ဆယ်ရေးနဲ့ပြန်လဲနေရာချထားရေးဝန်ကြီးဌာနမှာဒီခုနှစ်ပိုင်းတော့အဲကျမတို့မိုခါးနေစဖြစ်လိုက်တာပြီးတော့ယာကီနဲ့ဟိုဟာဖြစ်တယ်ပေါ့ရှင်ရေပေးဖြစ်တယ် အတိုင်းနဲ့ပြင်းနေတော်တော်များများမှာဖြစ်တယ်ပြီးတော့ဒီမန္တလေးငလျင်ကြီးဖြစ်တယ်နဲ့ဆိုတော့ဒီရံမုံငွေကသုံးလို့ကိုမလောက်ပါဘူးရှင်အဲသုံးလို့ကိုမလောက်ပါဘူးဒါပေမဲ့ဟိုကန်ကောင်းချင်တော့ NLD ခစ်တုံးကတော့ဒီရံမုံငွေတွေကပူရှံပြီးတော့နောက်ကိုဗစ်လည်းဖြစ်တယ်အဲအချိန်မှာကိုဗစ်ကြောင့်မို့လို့လည်းနိုင်ငံတကာအကူအညီတွေရတာတွေရှိပါတယ်ရှင်အဲရတာတွေရှိပြီးတော့မှပြီးခဲ့တဲ့ဒီ NLD အစိုးရလက်ထက်ကတော့ FDI နေလဲလာတယ် အဲ့တော့ ODA ပေါ့နော် ODA official development assistance တွေပေါ့ရှင်ဒီဒီဒီဖွံ့ဖြိုးမှုဟိုအဲဖွံ့ဖြိုးမှုအတွက်ပေးတဲ့ဒီဒီတည်ဝင် ပေးတဲ့အကူအညီတွေအဲဒါတွေအများကြီးရတယ်ပြီးလို့ရှင် technical assistance တွေလည်းအများကြီးရတယ်အဲရတဲ့အချိန်မှာအငွေတွေကအရန်ဘုံဘောလုံးအောင်ဖြစ်တဲ့သဘောဖြစ်ပါလေရှင်အဲဖြစ်ပြီးတော့မှဒီသုံးဆွဲတာတွေမှာအဲနည်းနည်း ဟိုပေါ့နော်စီစီစစ်စစ်နဲ့ဘာနာရေးစီမင်းနဲ့မကိုက်ညီပဲနဲ့သုံးဆွဲတာလေအဲဒါတွေကိုတောင်းဝန်ခံရတာတွေရှိပါလားရှင်အဲဒါကျွန်မဘာလို့မှမပြောဘူးပါဘူးသို့တော်လည်းအဲဒါနိုင်ငံတော်လည်းနိုင်ငံနိုင်ငံသူနိုင်ငံသားတွေလည်းသိသိနဲ့ကိစ္စဟုတ်လို့ပါဆိုလို့ရှိရင်နိုင်ငံတကာကတော့နိုင်ငံရေးအကျဉ်းသားလို့နာမည်တက်တာပေါ့နော်ဒါပေမဲ့နိုင်ငံရေးအကျဉ်းသားမဟုတ်ပါဘူးဟိုအကျဉ်းပြလဆမ်းမှုဆိုတော့ပုံမှန်တွေနဲ့ဆွဲခံထားရပြီးတော့မှတကယ်လည်း စစ်ဆေးပေါ်ပေါက်လို့ဟိုတကယ်ပြစ်ဒဏ်ချခံရတာဖြစ်ပါလေရှင်။အကျေးဇူးပါရှင်။ကျွန်တော်တို့ဘာပြောမှန်းဆိုရင်တော့တောင်းဆန်းစုကြည်ကဘယ်လိုပုဂ္ဂိုလ်ဖြစ်တယ်ဆိုတာဒီမှာပြီးမှရှိတဲ့ဟုတ်လူကြီးရဲ့ဘလောက်ကြာခိုင်တော့ထောက်ခံပြီးတော့နော်ဘယ်လိုလူလူကောင်းဆောင်ဖြစ်တယ်ဆိုတာ 那啥级别的出来？低级的嘛。啊，比如说，哦，比如说，俺们那咋，哦，搿六二零年首先在也是，喏，比如说，考上个低级的考了嘛。俺老考上第二步，第一步样标的二线站，喏，第二样标的六点五二线站，六七年的时候了，六六。 ကျိုးပွဲအောင်ရှိပါဘူး။ရှိရှိပြောရရင်သူများကိုဟိုကျွန်တော်တို့ရဲ့ဒုရုကောင်းတော်ဒေါန်ဆန်းစုကြည်ကိုမဟုတ်တန်တရားတွေပြောနေတဲ့အထက်မှာစစ်တပ်အပါဝင်အဲ့ဒီအမျိုးသမီးတွေအပါဝင်ပြောဖြစ်သွားတယ်။သူတို့ကစစ်တပ်နဲ့အတူစိုးစိုးပြောလို့ပြည်သူလူစုတွေနော်အိုစစ်တပ်အနာသိနေတဲ့မှာကိုနိုင်ကဝီပေါ်လို့ပြီးတော့မှဆော့ဆော့ပြောလို့ဟိုဒုက္ခောင်းဆောင် ဟိုမတန်မြာမှုเนาะဟိုကျောဆိုးနေတဲ့သူတွေဖြစ်ပါတယ်ဒါကြောင့်မို့လို့သမင်းစာကြည့်ပြင်းနဲ့ဟိုလူမှန်တယ်အတိအများရှိတဲ့လူမှန်တယ်သူပြောတဲ့စကားကဆော့ဆော့ပြောလို့ဟိုဘလို့အတန်းစားမျိုးတွေကမှပြတော်ထွက်တယ်ဆိုတော့အတိရှိပြီးဖြစ်ပါတယ်လို့ဒီရေကြီးရေထုတ်တယ်အဲ့တော့တခုပဲကျွန်တော်ကပြန်ပြီးတော့နေကျင်တာ ုံဆန်းစစ်ကြည်တို့တမရိုင်းဦးမြင့်တို့ကိုနိုင်ငံရေးအကျဉ်းသားအဖြစ်မတက်မှတ်ဖို့ဆိုလို့ရှိရင်ဘလူလူကိုတက်မှတ်ပါလေဘလူလူကိုတက်မှတ်ပါလေဘုံကသူတို့ဆွဲနေတဲ့ပုံမှန်တွေနဲ့ဆွဲထားတဲ့ကိစ္စလေဒီကျွန်တော်တို့ဒီကောင်းဆောင်နေရာမှာနိုင်ငံရေးအကျဉ်းသားမဖြစ်ဘူးဆိုလို့ရှိရင်တခြားဘယ်သူမှနိုင်ငံကျင်းသားဖြစ်စရာမရှိတော့ဘူးပေါ့နော်။တေချာကရှင်းပါလေ။ကသူတို့ကတော့ဒါစေအောင်စုရဲ့အာတကယ်နောက်လိုက်နောက်ပါစေအောင်စုရဲ့အစီအပါးတွေပဲ ဆေးစုရဲ့အစီအပါတွေပြောတဲ့စကားကတော့ကျွန်တော်တို့ကဒီပုံမှာဘာမှလည်းခံစားရမှာမဟုတ်ဘူးဘာမှလည်းအဲတုံ့ပြန်နေစရာအကြောင်းမရှိဘူးနိုင်ငံရေးကျင်းလာဖြစ်ခြင်းမဖြစ်ခြင်းဆိုတာကျွန်တော်ပြည်သူတွေအားလုံးသိတယ်နိုင်ငံတကာကလည်းသိတယ်အဲဒီပုံမှာကျွန်တော်တို့ကဘာမှငြင်းခုန်နေစရာအကြောင်းမရှိဘူးသူတို့နဲ့ငြင်းရလောက်အောင်လည်းကျွန်တော်တို့ကတမ်းမတူဘူးသူတို့ဒီဆေးစုရဲ့နောက်ကြီးဆွဲတွေဖြစ်တယ်